အခုမှမျိုးပြောပြီးဖအံ့ဆေးရုံဒီပြည်သူဆေးရုံဒီအစိုးရဒီမင်းအောင်လှိုင်တို့တိစားထားတဲ့ဆေးရုံပေါ့နော်ဒီဒီဘမအစိုးရဆီအနာစင်တို့အစိုးရနော်သူတို့တိစားတဲ့ဆေးရုံမတော်ကြပါနဲ့နော်မတော်ကြပါနဲ့ဘာကြောင့်ဆိုတော့သူတို့တွေက BGN နဲ့ပေါင်းပြီးတော့နော်ဒီသူများရဲ့ အကလေးစားတွေပါတယ်သူတို့ထောက်တာနော်။ဘာဖြစ်ဆိုပြည်သူလူထုအခုမပြောရဲဘူးနေမကောင်းနဲ့နဲ့ပပဆိုစိတ်ခံသွားတယ်စိတ်ယုတ်သွားတယ်။သွားလို့ရှိရင်ဘာလို့လဲသူတို့ခွဲဆိုင်ဖို့ပဲသူတို့တောင်းတယ်။ခွဲဆိုင်ရမယ်။မင်းယောဂါခွဲရမယ်။ဟိုခွဲရမယ်ဒီခွဲရမယ်သူတို့အဲ့ဒါပဲသိတယ်။နောက်သူတို့ခွဲပြီးလို့ရှိရင်လူကိုခွဲပပြီးလို့ရှိရင်ဗတ်တွေကဦးတွေကလေးစားတွေသူတို့ထောက်တယ်။သူတို့ပြည်သူသူတို့သွားရောင်းတယ်။နော်သူများသိလို့ရှိရင်သူတို့ကဘာပြောလဲဆိုတော့အမ် ဒီယောဂကြီးကကုလို့မရဘူးခွဲလိုက်တာအဲအထဲမှာဗာပြညာဖြိလိုက်တာပေါ့နော်ပက်ဆက်လဲလိုက်စားသေးတယ်ဒီမှာအသက်လဲယူသွားသေးတယ်နော်ဒါကြောင့်ပြည်သူလူထုတို့မမပြောတဲ့ဒီအချိန်မှာကိုနေအရန်နေမကောင်းဖြစ်တဲ့စိတ်အောင်မသွားနဲ့ဘာမှမထူမင်းတို့စိတ်အောင်သွားတယ်မင်းတို့သိပဲသိရမယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကရင်ပြည်နယ်ကစေယုံတွေတော်တက်မယ်ဆိုရင်အထူးသတိထားကြဖို့လိုကြောင်းကြားဖြန့်စောချစ်သူနဲ့ဆက်နွယ်တဲ့စေယုံတွေမှာကလီစာတွေထုတ်ရောက်လာပြီးရှိကြောင်း တရင်မှပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးတော်ခဲ့ကြပါအောင်ခင်ဗျာတစ္ဆာပါဒမတိုင်းနာပါဒတစ္ဆာပါဒမတိုင်းနာလူမျိုးတစ္ဆာပါဒမတိုင်းနာလည်းကတစ္ဆာပါဒမတိုင်းနာအမျိုးဘာသာကတနာတစ္ဆာပါဒမတိုင်းနာအနုပညာရှင်တစ္ဆာပါဒမတိုင်းနာတော်လိုက်အောင်ဒန်ဇာမီဒီယာဝန်တန်းဖြတ်တစ္ဆာပါဒမနဲ့အတူကျွန်တော်တို့ရဲ့ KTA ဒီကိုသူတွေတတ်မလို့သားတွေရွေချက်ရှိရှိနဲ့ပြုတ်ကွယ်အောင်လုပ်နေတဲ့အမျိုးတစ္ဆာပါအုပ်စုတွေအကောင်လုံးပေါ့နော်ဒီ2025မှာစစ်ကောင်စီနဲ့အတူတပြိုင်တည်းတညီတည်းနေကုန်ချုပ်ပါစေလို့ကျွန်တော်တို့ဆုတောင်းမြတ်တာပို့ပေးလိုက်ပါတယ်ရှင်နော်အုပ်ဖြတ်အုပ်ဖြတ်အုပ်ဖြတ်အားလုံးလည်းကျေးဇူးတင်ပါတယ်အားလုံးလည်းမင်္ဂလာပါနော် ကျွန်တော်တို့မြန်မာနိုင်ငံအရေးကျွန်တော်တို့ပြည်သူလူထုတွေစိတ်ကြကြလို့မရဘူးအားငယ်လို့မရဘူးလောက်ဆရာစီတာလောက်ရမယ်နော်တဆရာစီတာတတ်ရမယ်ဘယ်သူဘလို့ပါပဲပြောပြောကျွန်တော်တို့ခရီးမဆိုင်ပါနဲ့ကိုကိုရဲ့လာမယ့်အနာဂတ်ကလေးတွေစစ်ကြုံဖနာအောင်နဲ့လူမျိုးစစ်ချင်လို့ရှင်နော်နီနန်မျိုးစုံနဲ့ကျွန်တော်တို့ပါဝင်ပေးကြပါလို့မမျိုးလို့တောင်းဆိုချင်ပါတယ်ရှင်နော်အခုဆိုလို့ရှင်ကျွန်တော်တို့မြင်နေရတယ်ဟုတ်လားကျွန်တော်တို့ဘာမှပြည်သူလူထုတွေအရန်တော်တယ်နော်ပြည်သူလူထုတွေတော့ပြောတာနော်အရန်တော်တယ်အရန်နဲ့ထက်ညတယ်အရန်နဲ့စူးစမ်းကြတယ်ဒါကြောင့်စစ်အာဏာရှင်ကသူ့ရဲ့ဘာမှပြည်သူလူထုသူဘလောက်ပဲနှိပ်စက်သူဘလောက်ပဲတတ်ချဖို့နော်ဘာမှပြည်သူလူထုတွေကလုံးဝအဆုံးမပြေဘူးနော်ဒါကြောင့်တခြားတိုင်းရင်းသားတွေလည်း ဒီအချိန်မှာကျွန်တော်တို့အခွင့်အရေးရှိပြီးအခွင့်အရေးလည်းရပြီเนาะဒါကြောင့်လောက်ဆရာစိတ်ထားကိုလောက်ကြပါပူပေါင်းကြပါလက်တွေကြပါလို့မမျိုးတို့တောင်းဆိုချင်ပါတယ်ရှင်เนาะအခုမှမျိုးတို့ကရင်ပြည်နယ်တောင်ပိုင်းချမ်းမှာဆိုလို့ရှင်ပေါ့เนาะဒီ KNU တို့စစ်သားတွေကောက်နေတာပေါ့เนาะတို့စစ်သားတွေကောက်တယ်နောက်ပြီးတော့တရွာဝင်တရွာထွက် KNU ခေါင်းဆောင်တွေကစစ်သားတွေလက်ကောက်တယ်ဒါပေမဲ့ BGA ကျတော့ဟိုဘယ်လိုပြောမလဲအပြုတ်အပားအလောင်းကစားเนาะဒီဘာသာရေးနဲ့ပြည်သူလူထုတွေเนาะဒီတော်လိုင်းတဲ့ကိုစိတ်မဝင်စားအောင်တော်လိုင်းရေးဘက်မှာလာမကူညီအောင်เนาะ BGF ကတော့အပြုတ်အပားအလောင်းကစားเนาะဒီဘာသာရေးနဲ့ပြည်သူလူထုကိုပစားပိတ်နှခမ်းပိတ်เนาะနားတွေပိတ်နေပါတယ် ဒါပေမဲ့ရွာတန်းရွာတန်းတချို့ရွာတွေဆိုလို့ရှိရင်ဘာလို့ဒီတောင်ပိုင်းချမ်းမဒီကျွန်တော်တို့ကော့ကလိုက်ဒီတောင်ပိုင်းမှာဆိုလို့ရှိရင်ဘာလို့တို့တွေကစစ်သားတွေလက်ကောက်တယ်နော်ခေအန်ယူတွေကိုယ်တိုင်စစ်သားလက်ကောက်တယ်ခေအနီကဘာပြောလဲဆိုတော့နော်အာနာစင်ကိုတိုက်ရမယ်အခုကျွန်တော်တို့ကရင်ပြည်နယ်ဒီတောင်ပိုင်းချမ်းမှာဆိုလို့ရှင်နော်မမျိုးတို့သိရသလားအမြင်ရသလားနော်ရွာသူရွာသားတွေနဲ့စကားပြောရသလားဆိုအခုတချို့ BDX တွေလည်းထွက်ပြေးသွားတာပေါ့နော်အဲကြောင့် BDX တွေထွက်ပြေးသွားလဲတချို့ KNA တွေလည်းထွက်ပြေးသွားတဲ့ထွက်ပြေးရတဲ့အကြောင်းရင်းကြတော့ အလိုတိရတမ်းမပေါ်တော့ဒီနိခုငါနိခုငါနဲ့မြောက်ဒီ KNU နဲ့ BGN အပေးယူပြီးတော့နောက်ပိုင်းနောက်ပြီးတော့ဒီကျမတို့ရဲ့တောင်ပိုင်းမှာစစ်တဲ့အင်အားကြီးနေတဲ့ချယ်ရီအဖွဲ့စီနှစ်ဖွဲ့သုံးဖွဲ့လေးဖွဲ့ပေါ်တော့ BGN နဲ့ပြတ်ပေါင်းတဲ့အကြောင်းတော့တို့မဟာမိတ်သွားလုံးမိနေမဟာမိတ်သွားလုံးပေမဲ့လည်းတို့တွေကလမ်းပေါ်မှာမပြောဘူးเนาะတတိမထောက်ပြန်ဘူးဒါမှမဟုတ်တို့တွေက BGN နဲ့သွားပြီးတော့ပေါင်းမိတဲ့ခါကျတော့အခုလိုမျိုးပဲတောင်ပိုင်းမှာကျမတို့လေးငါးနှစ်အတွင်းမှာကျမတို့တိုင်လို့ရတဲ့စခန်းတွေအကုန်လုံး BGN နဲ့စကားစနဲ့ပြန်ပြီးတော့ပြန်ရရှိသွားကြတာပေါ့เนาะဒါတွေတို့ချုပ်ပြည်သူလူထုရဲ့တချို့ရဲဘော်တွေရဲ့စိတ်ကကြပြီးတော့ပြေးတဲ့လူကပြေးကိုကိုကိုအစားသေးတဲ့လူကသက်သေ Ayo, 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 မမမျိုးအမြင်နဲ့ပြောတဲ့ပြည်သူလူထုတွေပေါ့နော်စိတ်အရင်စိတ်ကြကြတယ်မမမျိုးတို့ကတော့စိတ်ကြမကြဘူးဘာဖြစ်ဆိုမမမျိုးတို့ပြောပြီးအခုမမမျိုးတို့ကရင်ပြည်နယ်မှာဆိုလို့ရှိရင်ဒီကျမတို့ရဲ့ကော်သူတွေပြည်အတွက်နော်လူမျိုးအတွက်နော်တကယ်မန်ကန်တဲ့အဖွဲ့စီပေါ်ပေါလာပြီးမန်ကန်တဲ့အဖွဲ့စီတွေစစ်တာတဲ့အတွက်ကြောင့်မလို့ကျမတို့စိတ်ကြမကြဘူးနော်တချို့လူကမေးတာပေါ့နော်နေတော့တော်လိုင်းရင်လောက်တာနေတော့ကရင်ပြည်နယ်ကဘယ်လိုလုပ်သွားအောင်မြင်မလဲဘယ်လိုဘယ်ရမလဲပေါ့နော်ဘယ်မှမကြည့်နဲ့ကျမပြောရနော်အင်အားကြီးတဲ့အဖွဲ့စီတွေကိုလည်းမကြည့်ပါနဲ့အင်အားသေးတဲ့အဖွဲ့စီကိုလည်းအထင်မသေးပါနဲ့သူတို့သွားတဲ့မူကိုကိုကြည့်ပါနော်သူတို့သွားတဲ့မူကမိုင်းပါသလားသူတို့သွားတဲ့လမ်းကမိုင်းပါသလားအဲ့ဒါပဲကိုကြည့်ပါနော်အဲ့ဒါကိုကြည့်လို့စီအဖြစ်ပေါ်လာပြီ ကျွန်တော်တို့ကရင်ပြည်နယ်မှာကျွန်တော်ဘလို့ဖြစ်သွားလဲဆိုတော့နော်ကျွန်မပြောတဲ့အတိုင်းပဲ BGN နဲ့ပြန်ပေါင်းမလားနော် BGN ကအခုသူကကရင်ပြည်နယ်ကိုသူကကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့သူသွားမယ် KNU ကလည်းသူမလုံဆန်နိုင်ဘူးနော်မလုံဆန်နိုင်တဲ့ခါကျတော့အခုလိုမျိုးပဲနော် BGN သွားမယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အထူးဒေသအုပ်ချုပ်ရေးကို KNU လက်ခံလက်ခံလက်မခံလို့ရှိရင်တော့နော် KNU လက်အခံစီနေတဲ့ NUG နဲ့ပေါင်းနေတဲ့အုပ်စုတွေကို BGN ကတော့အပြတ်စော်မှာနော်အပြတ်စော်မှာနောက်မှဒီကော်တူးတွေကိုကျတော့သူတို့လည်းအပြတ်စော်မှာဘာလို့ဆိုအဖာမဥစ္စာသူတို့အပြတ်စော်မှာဒီ NRG တဲ့အုပ်စုတွေသူတို့အရင်စော်အောင်မယ်ဘာပြဆိုအခုကျွန်မတို့ကရင်ပြည်နယ်မှာဒါကျွန်မတို့ပုပ္ပုလင်းပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဟို NRG နဲ့ NUG နဲ့ KNU ပေါင်းတဲ့ အုပ်စုတွေကမော်ချစ်သူရဲ့ကြေစာတားတွေဖြစ်ကုန်ပြီပေါ့နော်မော်ချစ်သူတို့တင်ဝင်းတို့မူးတုံတို့ကြွေးခဲ့တဲ့တားတွေဖြစ်ကုန်ပြီเนาะအဲ့ဒါကြောင့်မလို့တို့တွေက KNU က မောင်ချစ်သူရဲ့ကြေးကြွေးထားတဲ့အတွက်ကြောင့်မလို့မောင်ချစ်သူလည်းသူတို့မလုံဆန်နိုင်ဘူးသူတို့လက်အားမှာအခုလက်ရှိအင်အားကြီးနေတဲ့အုပ်စုတွေလည်းမောင်ချစ်သူကိုမလုံဆန်နိုင်ဘူးနော်ဒါကြောင့်မောင်ချစ်သူကစားတဲ့အခွင့်တွေကိုသူတို့ဝင်သွားတာနော်မမျိုးပြောသူတို့ပဲမမျိုးနဲ့နေတဲ့ကရင်ပြည်နယ်ဒီတောင်ပိုင်းဘဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီတောင်ပိုင်းမြောက်ပိုင်းဒီကော့ကရိတ်ဒီစီတရာတမခွန်တမချပေါ့နော်ဒီတမလေးတမငါးတွေဆိုလို့ရှိရင်မောင်ချစ်သူကိုတိုင်ကနော် KNU ခေတ်တွေခေါင်းဆောင်တွေကိုသူကဗစားတွေနားတွေလက်တွေအကောင်လုံးကကျေနဲ့သူထိုးကြွေးထားတယ်နော်ဒါကြောင့်မို့ဒီ KNU ခေတ်တွေခေါင်းဆောင်တွေအကြီးပန်းတွေကလောကကိုမလုံဆာရဲကြဘူးနော်ဒါကြောင့်မို့အချေတွေကိုသူတို့တွေကဟိုလက်ခံဒီလက်ခံဒီလိုမျိုးတာကဟို မျိုးတိုက်ခိုင်းနောက်ဆိုတော့သူတို့တိုက်တဲ့စစ်ပွဲတွေကလည်းမင်းအောင်မော်ချစ်သူရဲ့လက်အောက်ထဲမော်ချစ်သူရဲ့ကစားကွက်တွေကိုအကုန်လုံးဝင်သွားပါတယ်ရှင်နော် ဒါကြောင့်မို့လို့အခုကရင်ပြည်နယ်မှာဆိုလို့ရှိရင်ဒီ KNU ထားပေါ်တွေဒီ NCA ထားပေါ်တွေဆိုလို့ရှိရင်သူတို့ကော်တူးလေးကိုသူတို့အသိကြောက်တယ်။ဒါကြောင့်အခုဘိုချွန်နန္ဒာမြောက်ကိုဘိုချွန်နန္ဒာမြောက်အသက်ပြန်လာသူတို့ကော်တူးလေးကသူတို့လက်ကြံတားတယ်သူတို့လက်အမြင်မျိုးသူတို့လောက်လည်းမအောင်မြင်ဘူး။ဒါကြောင့်ဆိုတော့ကဘာကြီးကတိတ်တယ်နော်နိုင်ငံတနိုင်ငံမှာကျွန်တော်တို့တွေကဒီဖက်ဒရယ်နဲ့တွားရမယ်ဆိုလို့ရှိရင်ကိုဗန်အုတ်ချုပ်ခွင့်ကိုအရင်တွားရမယ်ဟုတ်လား။ကိုဗန်အုတ်ချုပ်ခွင့်အရင်တွားရမယ်ကိုပြည်နယ်လူမြောက်အောင်အရင်စူးစမ်းရမယ်ကိုလူမျိုးလူမြောက်အောင်ကိုအရင်စူးစမ်းရမယ်နော်။ကိုကကျွန်မကိုဖန်တီးပြီးမှနော်သူများနဲ့တွားပြီးတော့ပေါင်မဲ့ကန်ကျွန်မဆိုတာနော်သူများစီမှာရောသူတို့ကန်ကျွန်မသူတို့ဖန်တီးရဲလားသူတို့ကန်ကျွန်မသူတို့ တီးဖို့ရောတို့မှတကယ်အရေးချင်းရှိလားတကယ်တို့သွားလို့နန်းလားဒါတွေကိုတွေကလစ်လာရမယ်เนาะ ဒါကြောင့်အခုကရင်ပြည်နယ်မှာကျွန်တော်တို့အရင်ကြောက်တဲ့အဖွဲ့စီတစ်ဖွဲ့ပဲရှိတယ်ဒီကော်တူလေ KTA အဖွဲ့တို့ကြောက်တယ်။ဘာဖြစ်ဆို KTA ကနော်ဒီ2020မှာနော်သူအဖွဲ့စော်ဘာဦးရမှုလေးချဲ့နဲ့သူပြန်လာအသက်သွင်းတယ်။နောက်ပြီးတော့သူ KTA တမတော်ပေါ်ပွားလာပြီးနောက်ပိုင်းမှာကော်တူလေ Independent အစိုးရဆိုတာနော်ကဘာကိုကျင်ညာလာတယ်။ဒါကြောင့် KNU တွေကအသေးကြောက်တယ်ဘူချောလန်နာမျိုးသူတို့အသေးကြောက်တယ်သူတို့ကြောက်တယ်ဆိုတော့ဘူချောလန်နာမျိုးသွားတဲ့ line စင်မှန်လို့ဘာဖြစ်ဆို KNU အုပ်စုတွေကကျွန်တော်တို့ကရင်ပြည်နယ်တပြည်လုံးသူတို့ရောင်းစားလိုက်ပြီနော်။သူတို့တည်းတယောက်နဲ့ရောင်းစားတယ်နော်ရောင်းစားပြီးတော့တယောက်တွေကသူတို့အခုနေ့စဉ်ညစဉ်ပြည်သူလူထုတွေတွေ့တယ်နော်ကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုသူကကြည့်လိုက်ကျွန်တော်ပြောတယ်အခုဒီမြောက်ဝတီတို့ဒီ ိုကိုကိုတို့ဒီမင်းအွန်လိုင်းတို့မီဆိုပြတာလားဘုံတွေလောက်ပြတာလားအလက်ကစပို့တယ်ပဲအခုပရင်ပြည်နယ်ဖအံမျိုးတို့နော်လမ်ဘွယ်တို့နောက်တော့ဟိုမန်ဘလဲဟိုအမော်လမြန်တို့ဘာတို့ပဲမှဆိုလို့ရှိရင်ဒီတရုတ်မာဖီးယားအများကြီးပဲသွားတယ်ဒါတော့မကတဲ့ဦးမမျိုးပြောတယ်နော်တမခုနင်းမှာရှိတဲ့လမ်ဘွယ်ကနေသွားပြီးဟိုးဘက်ညွာမှာရှိတယ်လေဟိုဘက်ဟိုဘက်ချမ်းမှာသွားတဲ့ညွာပေါ့နော်ဟိုကလမတောင်ရဲ့အောက်မှာညွာတွေအများကြီးပဲပေါကညွာညွာတယ်နော်အဲ့ဒီဘက်မှာဘယ်လမ်းသွားလဲဆိုတော့ဒီကျွန်မတို့ရဲ့လမ်ဘွယ်လမ်ဘွယ်ပြီးလို့ရှိဟိုးအာ ปละกะกระเจอกระจูดกระเมาดูน้องไมดอโหแปงเกลอดูอดีแบบแปงเจ้าดูแบบชมักตัวเลยอดีหลังจากนั้นเนาะ အဲ့ဒီဘက်ကမှဆိုလို့ရှိရင် BGF တို့ကသူတို့ဒီတရုတ်မာဖီးယားတွေသူတို့ခေါ်သွားတာကြားပြီးအများကြီးပဲကျွန်မပြောတယ်မွန်ချစ်သူတို့အခုနောက်ထပ်ကာစီနိုအသစ်ဖွင့်မယ်နော်ကာစီနိုအသစ်ဖွင့်မယ်ဆိုတာဒီနယ်စားမှသူတို့မဖွင့်တော့ဘူးနော်နယ်စားမှကျတော့သူတို့ဖြိုပြမယ်နော်မီဆိုပြမယ်ပျက်စီပြမယ်တကယ်တကယ်တော့အဲ့ဒါအတူအကြုံနေနော်တကယ်တကယ်တော့သူတို့ဒီတကယ်ကြားဖြားခေါင်းဆောင်တွေငွေလိုက်တဲ့ခေါင်းဆောင်တွေတကယ်ဟိုလှုပ်ရှားဒီလှုပ်ရှားတဲ့ခေါင်းဆောင်တွေဟိုးကရင်ကြီးနဲ့ဟိုးတောင်ပိုင်းမှာစိနေတဲ့တောင်အောင်မှာသူတို့ပြန်နော်နောက်ထပ်ကာစီနိုအသစ်သူတို့ပြန်ဖွင့်တယ်နော်ဘာပြဆိုတော့ဒီနယ်စားမှစိနေတဲ့ကာစီနိုတွေက ကဘာလဲသိသွားပြီเนาะထန်းတို့လဲသိသွားပြီเนาะ ထောင်းနိုင်ရေတို့မီဒီယာသမားတို့ဆိုသူများသိတော့ပြီဟိုကရင်ပြည်နဲ့တော်တောင်ကြားမှာနော်ထကာစီနိုတွေခေခေပါအသစ်ထားလုံးမယ်ဆိုလို့စင်ဘယ်သူမှမမြင်ဘူးလို့တို့ထင်တယ်နော်ဒါပေမဲ့တို့ဘလို့ပဲလဲလို့တို့ဘလို့ပဲလဲလေတို့လဲလို့မရဘူးနော်ဒါကြောင့်အခုကရင်ပြည်နဲ့မှာကျတော့ကျမအမြဲတမ်းပြောနေတယ်ဒီဗိုလ်ချုပ်နယ်နိုင်ငံအဖက်ပြန်လာသူများကော်တူလီ KTNA ကော်တူလီအစိုးရသည် KNU KNA လက်မခံရတဲ့အကြောင်းရင်းကတော့ဗိုလ်ချုပ်နယ်နိုင်ငံများသူသွားတဲ့လမ်းစဉ်ကမန်လို့နော်ယောသားလို့ဖြူစင်လို့နော်ဒါ KNU KNA တွေကသူ့လက်မခံဘူးအစားဒါသူ KTNA ကော်တူလီကိုအသက်ပြန်လာသွင်းပြီးတော့ပိုင်းမှာကော်တူလီအစိုးရ ကောသူတွေဒါပေမဲ့သူ effect ပြန်လာသူနဲ့တာနဲ့ KNU KN ခေါင်းဆောင်နဲ့အရင်ပူလောင်သွားတယ်နော်ပူလောင်တဲ့ခါကျတော့အခုလိုမျိုးပဲသူတို့ထွက်ပါမစီတော့တဲ့ခါကျတော့ NUG နဲ့ပေါင်းပြီးတော့ကောသူတွေ fed တယ်ဆိုပြီးတော့နော်သူတို့ ပြည်သူလူထုထားလိုက်တယ်နော်ပြည်သူလူထုတို့ဘလားပဲထားလိုက်ထားလိုက်အခု KNU KNA NCA တွေထားခိုင်းတဲ့ပြည်သူလေရတယ်တို့နဲ့အတူတူမြို့စွနေကြတဲ့အုပ်စုတွေပဲကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုကျွန်တော်တို့တည်တရာတမခွန်နင်းနေမြေဆိုဆိုရင်ပြည်သူလူထုနော်မောင်ချစ်သူတို့ကြွာမှာနေတဲ့ဒီကြာအင်းတို့ကြွာမှာနေတဲ့လူတွေနောက်ပြီးဒီကရင်ပြည်နယ်တပြည်တော်တမခွန်တမချာမှာရှိတဲ့နေတဲ့လူတွေဖအန်သူဖအန်သားတို့လမ်းဘွားသူလမ်းဘွားသားတွေဆိုလို့ဆိုရင်ဒီစောချစ်သူရဲ့ပတ်စံကိုမမြို့စွတဲ့လူတွေဆိုလို့ဆိုရင်လောဘစောချစ်သူသွားတဲ့လမ်းကိုလောဘလည်းမခံဘူးလောဘကိုလည်း KNU NCA အုပ်စုတွေတို့လည်းမခံဘူးနော်ဘာကြောင့်ဆိုကြွာမှာ ပြည်တွင်းမှာနေတဲ့ပြည်သူလူထုကဗစားမအားရဲကြဘူးဗစားအားတယ်နဲ့တို့တွေကနော် KSS ဆက်ကျွန်တော်တို့တိုင်းလာတယ်တွေ့တဲ့တိုင်းပဲကျွန်တော်တို့ကိင်ခေါင်းဆောင်ရဆော့ချင်းမကောင်းကြဘူးနော်ခဆော့ချင်းလည်းမကောင်းကြဘူးကိုလူမျိုးပဲပြန်လာဖတ်တယ်ကိုလူမျိုးပဲပြန်လာကြံတယ်နော်ကောင်းတဲ့လူကအာနာရသွားမှာဆိုလို့နီလန်းမျိုးဆိုတို့လက်ကြံတာတဲ့ပြည်သူတော်ကြည့်လေကျွန်တော်တို့ပြည်သူလူထုတော်ကြည့်လေကျွန်တော်တို့အမှန်တရားပြောတော့မှာကျွန်တော်တို့လက်ကြံတာဖို့နော်လာတော့ဟိုလူလိုက်ငါဒီလူလိုက်ငါအထီတော်တို့လို့လှုပ်တယ်နော် ဒါကြောင့်မို့သူတို့ရဲ့ကောက်ချင်းကောက်ချင်မှုတွေသူတို့ရဲ့ယုံမှမှုတွေသူတို့ရဲ့အော်ဒန်စာမှုတွေကကဘာကြီးကလည်းတိတ်သွားပြီနော်ကဘာကြီးတိတဲ့ခါကျတော့အခုသူတို့ဘလို့ဆက်လုံးလဲအခုသူတို့ဘလို့မှလုံးလို့မရတော့ဘူးဟုတ်လားလုံးလို့မရတော့ဘူးဒါကြောင့်မွန်ချစ်သူခံတဲ့အတိုင်းပဲသူတို့လုပ်ပေးနေရတယ်နော်အခုတည်င်းတစ်ခုထွက်လာတယ်နော်ဒီတမခုနေမှာဆိုလို့ရှိရင်မဲပေးရမှာနော်သူတို့လည်းမဲပေးရမယ်မင်းအောင်လည်းလောက်တဲ့မျိုးကပွဲကိုအောင်မီအောင်ဆော်ချစ်သူတို့ဒီ BGA တွေဒီ KPA ကြာဖြာအုပ်စုတွေကနော်မရရအောင်လုပ်ပေးရမယ် KNU ကစပဲထုတ်တယ် KNU ကလိုင်းပေါ်မှာပဲသူတို့ပြောတယ်ဒီတော်နီတို့ဆိုတာလူလိတ်နော်ဒီတော်နီဆိုတာဒုတိယငမဲလုံးကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုတော် နီဆိုတဲ့ကောင်ဒုတိယငမဲလုံးเนาะဒုတိယငမဲလုံးလို့သူများခေါ်ကြတယ်ကျွန်မတို့ကရင်လူမျိုးစုအများစုဆိုရင်ဒုတိယငမဲလုံးဒီတော်နီတို့အုပ်စုလို့ဆိုရင်ဂလေကကြီးအုပ်စုတွေเนาะပေါလိုပယ်စာအုပ်စုတွေเนาะစစ်တိုက်တို့တိုက်စားတဲ့အုပ်စုလို့သူများပြောတယ်เนาะကရင်လူမျိုးအများစုအဖြစ်ဒီတော်နီတို့အုပ်စုတကောင်းမှမကြိုက်ကြဘူးเนาะဘာဖြစ်ဆိုသူတို့တွေကတိုက်စားတယ်စစ်တပ်တိုက်စားတယ်ကြွားတို့တိုက်တယ်เนาะမြို့နဲ့တမျိုးမှတိုင်လို့မရကြွားတယ်တရွာမှတိုင်မရဘူးเนาะပြည်သူလူထုဒုက္ခလိုက်ပေးတယ်အာပြည်သူမီချက်ခန်းတဲ့ပြည်သူလူထုလာပြီးတော့ဟိုဟာဝယ်ခန်းဒီဟာဝယ်ခန်းတဲ့အာအဲ့ဒီလိုမျိုးအဲ့ဒီမျိုးဒါဆိုကရင်ပြည်နယ်မှာเนาะကရင်ပြည်သူလောက်ကရင်ခေါင်းဆောင်တွေအကြောင်းအသိစုံပဲကျွန်မပြောတယ်ဇာလာဒါကြောင့်မို့တချို့ PDF ကလေးတွေမသိဘဲနဲ့ဝင်မ 深领。So အခုကျွန်တော်ကရင်လူမျိုးတွေလည်းကရင်အာနာစင်ကိုတော်လာပြီနော်။ဒါကြောင့်ဒီတော့တချို့ BDS တွေကရင်ပြည်နယ်မှာလာနေတာဆော့ပါလည်းမစိမ့်နဲ့ဆော့ဒီလည်းမစိမ့်နဲ့ဆော့ဆပ်ပါလည်းမစိမ့်နဲ့ငယ်ငယ်လေးနေနော်။ကိုနေတဲ့အဖွဲစီတွေမှာကိုကောင်းကောင်းနေလိမ့်လိမ့်မမနေနော်။သင်ကန်းစာယူတာကရင်အချင်းချင်းတွေမှာဒီကရင်ခေါင်းဆောင်ဒီ KNU ခေါင်းဆောင်ဒီ KNA ခေါင်းဆောင်အကြီးပန်းတွေကဘာကြောင့်ဒီပြည်သူလူထုအမတ်တွေကပြောတဲ့လူတို့လက်ကြံတားရတာလဲ။လာပြီးတော့ရည်အချက်ရှိရှိနဲ့နော်။ဒီတော်လိုင်းရဲ့မအောင်အောင်ဒီတော်လိုင်းရဲ့ပြိုလဲအောင်ဒီတော်လိုင်းရဲ့စဆောင်တို့ဘလို့လောက်ရမယ်ဆိုတော့တို့နင်းလမ်းမျိုးဆိုလောက်တယ်။အခုကျွန်တော်တို့ပြည်သူလူထုတွေတတိထားမိလားဒီ KTA တွေဖြစ်ပေါ်လာကြတယ်ကနော်။ ော်ဘိုချုံနန္ဒာမြန်နဲ့အလုံးလုံးနေတဲ့ KTA တွေတမတော်သားခေါင်းဆောင်တွေဆိုကြည့်လိုက်နော်ထပ်ပုတ်ချက်လူတွေဆိုလို့စနိုက်ပါနဲ့အကောင်လုံးမိတာနော်စနိုက်ပါနဲ့အကောင်လုံးမိတယ်ဘာကြောင့်လဲဒီ KNU NC အုပ်စုကပဲဘိုချုံနန္ဒာမြန်အင်အားမရှိအောင်ဘိုချုံနန္ဒာမြန်ကိုသူများမထောက်ခံအောင်ဘိုချုံနန္ဒာမြန်ကြံလာအသက်သွင်းတဲ့ကော်သူတွေလမ်းစဉ်တည်နော်ပြုတ်ပြဲအောင်နော်တမတော်လည်းပြုတ်ပြဲအောင်ပြည်သူလူထုလည်းစိတ်ဓာတ်ကျအောင်လူအင်အားလည်းမရှိအောင်နော်တော်လိုက်အင်အားလည်းမရှိတော့တို့အမျိုးမျိုးလမ်းလောက်ကြံကြတယ်ကျွန်မဆိုကျွန်မအသိဆုံးပဲနော်ဘာပြောဆိုကျွန်မ ဒီတော့လည်းလောက်လာတာငါးနှစ်အတွင်းမှာနော်ဒီ KNU အုပ်စုတွေနဲ့ကျွန်တော်ကျွန်မပေါင်းတယ် BGF အုပ်စုတွေနဲ့ကျွန်မပေါင်းတယ်နော်နော် DKB အုပ်စုတွေနဲ့ကျွန်မပေါင်းတယ်နော် DKTA တွေနဲ့ကျွန်မပေါင်းတယ်ဒါပေမဲ့ကျွန်မကတော့ NRG တဲ့အုပ်စုကျွန်မအထင်မကြီးဘူးနော်ငွေရေးကြေးရေးများတဲ့အုပ်စုလည်းကျွန်မအထင်မကြီးဘူးကျွန်မအထင်ကြီးတဲ့အုပ်စုတွေကျွန်မထောက်ခံတဲ့အုပ်စုတွေအမှန်တရားနော်အမှန်တရားဆိုတာပြည်သူတို့တို့ကာကွယ်မယ်ပြည်သူမြစ်တာနဲ့တို့သွားမယ်နော်ပြည်သူလိုလားတဲ့အရာတို့လုံရအောင်လုပ်ပေးမယ်တို့မှဘလောက်ပဲ NRG စစ်စစ်မစစ်စစ်တို့မှဘလောက်ပဲငွေရေးကြေးစစ်စစ်မစစ်တို့ခွေးမဆောင်တို့ခွေးဆားကြတော့တို့သွားတဲ့လမ်းစဉ်ကြီးမှန်ကန်ရမယ်ဖြူစင်ရမယ်ယူ ားရမယ်ပြည်သူလူထုထောက်ခံမှုရှိရမယ်ပြည်သူလူထုထောက်ခံမှုမရှိလို့ရှိရင်တို့လည်းသွားလို့မရဘူးသွားလို့လည်းမဖြစ်ဘူးဆိုတော့တို့သိတယ်ဒါကြောင့်လက်နဲ့ကန်ထားတဲ့လက်နဲ့ကန်သမားတီပြည်သူလူထုနဲ့ရံမဖြစ်ရဘူးပြည်သူလူထုလည်းမစော့ခါရဘူးပြည်သူလူထုလည်းအထင်မသေးရဘူးနော်ပြည်သူလူထုမြေတာကိုလည်းမစော့ခါရဘူးဒါပေမဲ့အခုကျွန်တော်တို့တော်လိုင်းရကြီးလိုက်ပါအင်းအကြီးတော့အုပ်စုရပြည်သူလူထုနဲ့စကားလိုက်ညာလိုက်ပြည်သူလူထုလက်ပြောလိုက်ဆိုလိုက်ငွေမရှိတော်လိုင်းရမလုပ်ဘူးတဲ့တော်လိုင်းရလုပ်လို့မရဘူးဆိုပြီးတော့တို့ကိုယ်တိုင်ကနော်အဆင့်တိုင်းမရှိတာနော်ဒါကြောင့်အခုလိုမျိုးတော်လိုင်းရငါးနှစ်တွင်မှာနော်ဒီတိုင်းသားနယ်မြေ တချို့နှချမ်းကွဲနေတဲ့နေမြေတွေတောက်ချမ်းကွဲနေတဲ့နေမြေတွေလေချမ်းကွဲနေတဲ့နေမြေတွေအခုလိုမျိုးတော်လိုက်ရင်မအောင်ပဲနဲ့နော်ပို့ပို့ဆိုးသွားတာနော်အဓိကကျတော့ကျွန်တော်တို့ကရင်ပြည်နယ်မှာပဲကြည်လိုက်ဘာကြောင့်ငါးနှစ်အတွင်းမှာတော်လိုက်ရင်ပြရမှာကိုမပြပဲနဲ့အောင်ရမှာကိုမအောင်ရပဲနဲ့ဘာကြောင့်အခုလိုမျိုးနော် ဒီအံပွဲခံထားတဲ့နေမြေတွေက BGN နဲ့စက်ကစားကိုလွတ်လွတ်နဲ့ပြန်ပေးရတာလေလွတ်လွတ်နဲ့သူတို့နောက်ဆုတ်လိုက်ရတာလေအဖြစ်အစင်းစင်ပဲအစကတည်းကသူတို့ဖွင့်တဲ့စစ်ပွဲဒီမယိုးသားဘူးအပေးယူလောက်တဲ့စစ်ပွဲဖြစ်လို့အခုလိုမျိုးစော်ချစ်သူကစားခွက်တမှာဝင်သွားတာပြောလဲသူတို့မခံဘူးပြောလို့စစ်အမ်း နိုင်ငံရေးလက်ကွက်နိုင်ငံရေးလက်ကွက်ဟုတ်ပါတယ်နိုင်ငံရေးလက်ကွက်လည်းကျွန်တော်တို့သိပါတယ်နိုင်ငံရေးဆိုတာ net တယ်ဆိုတာကျွန်တော်တို့သိပါတယ်ဒါပေမဲ့အခုလိုမျိုးဒီနင်တို့ဗမာမဟာလူမျိုးကြီးဟာဒါတွေကစားတဲ့နိုင်ငံရေးလက်ကွက်ကြတော့မယိုသားမှန်းလဲတိုင်းသာသိတယ်နော်တိုင်းသာသိလို့အခုလိုမျိုးကျွန်တော်တို့ကရင်မှာဆိုလို့စင်ဘိုချိုးနန္ဒာညာ independent နဲ့သူပြန်လာတယ်ဆိုတာသူသိတယ်လေဒီ KNU ကောင်းဆောင်တွေတွားတဲ့နိုင်ငံရေးကထွက်ပါမစီတော့ဘူးကျွန်မလည်းခဏခဏပြောတာပဲဒီကရင်ပြည်ထဲမှာဒီ KNU NSC ထိုးထားတဲ့အုပ်စုတွေ KNU အဖွဲ့စည်းတဲ့မှာစီအောင်မယ်ဆိုလို့ရှိရင်ဘလို့မှဆစ်ဆက်ပြီးတော့တော်လိုင်းရင်လုံးလို့မရတော့ဘူးနိုင်ငံရေးလည်းလုံးလို့မရတော့ဘူး เนาะဒါကြောင့် NSA တော့စစ်ကောင်မရှင်ကတပိတ်ချင်းကိုတင်ကားနဲ့တန်ချက်ကရင်းများတုံး၍စီရေးပြင်ဆင်လာမန္တလေးတိုင်းမတရားမျိုးနယ်အင်ဂျင်မြိုင်ဆဲတော်ကြီးနှင့်စကြင်တောင်ပတ်ဝန်းကျင်ကိုစစ်ကောင်မရှင်ကထိန်းချုပ်ပြီးနောက်တပိတ်ချင်းမျိုးနယ်တွင်းကိုဝင်ရောက်ရန်ပြင်ဆင်နေကြောင်းသိရသည် ပြီးခဲ့သည့်နိုဝင်ဘာ9ရက်နေ့ကမတ္တရာရှိတော်လန်ရေးတပ်များတက်ဆွဲရာစီရေးရအရေးပါသည့်နယ်မြေများကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းသို့တင်ကားနှင့်တန်ကြက်ကရင်များပါအုံပြုပြီးဝင်ရောက်ရန်ကြိုးပမ်းလာကြောင်းသတင်းရင်းမြစ်ထံမှသိရသည်မတ္တရာကိုသိမ်းပြီးနောက်မှာမန္တလေးမြောက်ချမ်းစီရေးအနေအထားတွေပြောင်းလဲလာတဲ့တပိတ်ချင်းနယ်အတွင်းကိုအင်အားလုံးရင်းနဲ့ဝင်ရောက်နိုင်ရေးပြင်ဆင်လာနေပါပြီး ဟုစည်ရည်တည်ရင်မြစ်ကအေယာဝတီတိုင်းကိုပြောသည်မတရားမျိုးနယ်မြောက်ဖျားရှိတငားမြောက်ရွာအထိထိန်းချုပ်လာသည့်စစ်ကော်မရှင်က60မမတာဝေးပြစ်စင်ပြောင်းများကိုအလွန်အကျွံသုံးဆွဲ၍တပိတ်ချင်းနှင့်အတွင်းထိဝင်ရောက်ရန်ပြင်ဆင်လာခြင်းဖြစ်သည် စစ်ကောင်မရှင်ဤစည်ရေးပြင်ဆင်နေမှုများအရာတပိတ်ချင်းနှင့်စင်ကူးကိုအဓိကစစ်မျက်နှာဖြင့်ထိုးစစ်ဆင်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းတတင်းရင်းမြစ်ထံမှသိရသည်စစ်ကောင်မရှင်ဤခလာယာ85စစ်ကြောင်း2ကြောင်းလုံးဆယ်တော်ကြီးထိရောက်ရှိလာပြီးလေကြောင်းရန်ကာကွယ်တပ်များနှင့်စစ်ကျင်းတောင်ထိထိန်းချုပ်သွားနိုင်ခြင်းဖြစ်သည် မတရာမြို့နယ်စင်ကူးမြို့နယ်နှင့်တပိတ်ချင်းမြို့နယ်များတွင်ဆေးရည်ပုံမှုပြင်းထန်လာသောကြောင့်ဒေသခံပြည်သူလူထုများအနေဖြင့်ဆေးရည်အသိရှိကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကယမန်နေ့နိုဝင်ဘာ10ရက်နေ့တွင် ထုတ်ပြန်ထားသည့်စစ်ကော်မရှင်ကလုံမီရွေးကောက်ပွဲတွင်မတရာစင်ကူးနှင့်တပိတ်ချင်းမြို့နယ်များပါရွေးကောက်ပွဲပြုလုပ်ရန်ပါဝင်နေသည့်အတွက်စစ်ကော်မရှင်ကအဆိုပါနယ်မြေများကိုထိ ंछ ုပ်ဆိုးမိုးနိုင်ရန်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းထုတ်ပြန်ထားသည် ိုတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကရင်ပြည်နယ်ဖာယုတ်ကာစီနိုရုံမူကြီးစေဝါယုံတွေမကဘူးအခုဒီ KK ပါဆိုတဲ့အလောင်းကစားနော်ငွေလက်ခိုင်းနော်တနည်းတနည်းကိုအမေရိကန်ဒေါ်လာ5မောင်းများဆိုတော့တို့လိုက်လဲတယ်ကြည့်လေနော်အခုကစောချစ်သူတို့ KNU တို့ပတ်သက်မှုမရှိဘူးနော်ဒီကြဖြတ်ကိုမသိဘူးဒီ online ငွေလက်ခဲကိုမသိဘူးတို့ဘလို့ပဲလက်လက်နော် သူတို့ကျူးလို့လည်းကပ္ပဥပဒေကသူတို့ထွက်ပြေးလို့မရဘူးလေဟုတ်လားဟုတ်လားအခုကရင်ပြည်နယ်မြန်မာနိုင်ငံနော်သူတို့တောင်းနေတဲ့အင်တာနက်လိုင်းတွေသူတို့တောင်းနေတဲ့ wifi တွေသူတို့တောင်းနေတဲ့နင်းပညာစက်ပစ္စည်းတွေအကောင်လုံးကအမေရိကန်တို့တရုတ်တို့ကကင်ထားတာလေဟုတ်လားဟုတ်လားဒါကြောင့်တို့ဘလို့ပဲလဲတို့လိုက်လို့မရဘူးကျွန်မပြောတယ်နော်ဒါကြောင့်ပြည်သူတို့ထိုးလို့တတိထားအခုကရင်ပြည်နယ်မှာတော့စိုးနေပြီနော်ဒီဖအံတို့လမ်းပွဲတို့ဆိုလို့ရှိရင်မမျိုးပြောပြီနော်မမျိုးကမမျိုးငငယ်တော့ဆိုဒီဖအံတို့လမ်းပွဲတို့ဆိုမမျိုးချိရတယ်ကြီးပဲနော်ချိရတယ်ကြီးပဲ ဒါပေမဲ့အဲ့ဒီအခုဖတ်အံမြို့မှာဆိုလို့ရှိရင်ပြည်သူလူထုတွေလောဘအမရဘူးပဇာအမရဘူးเนาะဒီဒီအုတ်ချုပ်ရေမူတို့เนาะနောက်မတော့ဒီအဲရဲတို့เนาะနောက်မတော့ဒီစစ်တားတို့ဆိုလို့ရှိရင်ပေါင်းပြီးတော့เนาะစိုင်းကဲတွေစစ်တဲเนาะဖောက်တွေလည်းစစ်တဲ နောက်တော့မတော်တဆပြည်သူတို့ကားတွေပါလေတိုင်းပြီးလို့ရှင်တို့တွေကအမလည်းဒန်ရတယ်ပတ်စံအများကြီးတို့တို့လောက်စားတယ်နော်။ဒါကြောင့်အခုဖန်ဆက်ရုပ်ပြည်သူဆက်ရုပ်ဆိုလဲတို့ရဲ့အစိုးရဆက်ရုပ်ဒီမင်းအွန်လိုင်းလို့ဆက်ရုပ်ဆိုလို့ရှင်တော်တိုင်ကိုပတ်စံမစီးလို့ရှင်သွားလို့မရဘူး။ပတ်စံစီးလည်းသွားလို့မရဘူး။နော်အခုမှမျိုးပြောပြီးဖန်ဆက်ရုပ်ဒီပြည်သူဆက်ရုပ်ဒီအစိုးရဒီမင်းအွန်လိုင်းလို့တည်ဆောက်ထားတဲ့ဆက်ရုပ်ပေါ့နော်။ဒီဒီဗမာအစိုးရစီအနာစင်လို့အစိုးရနော်တို့တို့တည်ဆောက်တဲ့ဆက်ရုပ်မသွားကြပါနဲ့နော်။မသွားကြပါနဲ့။ဘာကြောင့်ဆိုတော့တို့တွေက BGN နဲ့ပေါင်းပြီးတော့နော်ဒီသူများရဲ့ အကလေးစားကြီးပါနေသူတို့ထောက်တာနော်။ဘာဖြစ်ဆိုပြည်သူတို့အခုမပြောရဲဘူး။နေမကောင်းနေနေပါပါဆိုစိတ်ခမ်းသွားတယ်၊စိတ်ယုတ်သွားတယ်။သွားလို့ရှိရင်ဘာလို့လဲသူတို့ခွဲဆိုက်ဖို့ပဲသူတို့တောင်းတယ်။ခွဲဆိုက်ရမယ်၊မင်းယောဂါခွဲရမယ်၊ကိုခွဲရမယ်၊ဒီခွဲရမယ်သူတို့အဲ့ဒါပဲသိတယ်။နောက်သူတို့ခွဲပြီးလို့ရှိရင်လူကိုခွဲသပြီးလို့ရှိရင်ဗတ်တရားဦးတွေကလေးစားတွေသူတို့ထောက်တယ်။သူတို့ပြောစစ်သူတို့သွားရောင်းတယ်။နော်သူများသိလို့ရှိရင်သူတို့ကဘာပြောလဲဆိုတော့အမ် ဒီယောဂကြီးကကုလို့မရဘူးခွဲလိုက်တာအထဲမှာဗာပြညာဖြစ်လိုက်တာပေါ့နော်ပက်ဆံလည်းလိုက်စားသေးတယ်ဒီမှာအသက်လည်းယူသွားသေးတယ်နော်ဒါကြောင့်ပြည်သူလူထုတို့မမျိုးပြောတယ်ဒီအချိန်မှာကိုနေမရမ်းနေမကောင်းဖြစ်နေဆဲရောက်မသွားနဲ့ဘာမှမထူးမင်းတို့ဆဲရောက်သွားတယ်မင်းတို့သိပဲသိရမယ်ဗာပြအခုကရင်ပြည်နယ်မှာဆိုလို့ရှိရင် BGA နဲ့စက္ကစနဲ့ပဲအလုပ်လုပ်တယ် DKPA နဲ့စက္ကစနဲ့ပဲအလုပ်လုပ်တယ် KNU KNU NCA နဲ့စက္ကစနဲ့ပဲအလုပ်လုပ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ကရင်ပြည်နယ်မှာတော့လက်နက်ကအဖွဲ့စီများပြီမဲ့လေတောင်စားလို့သိမရဘူးတကယ်လုပ်နေတဲ့အဖွဲ့စီတွေကျတော့သူတို့လက်ကြံတတ်တယ်သူတို့လိုက်ပြီးတော့သူတို့ကစားကွက်တမှာဝင်အောင်နီလန်းမျိုးဆို ត្រូវឡានឡើងតែអសនាសាអសនាសាណោគឺខោវត្តភូមិណោទៀតណោអសនាសាគួរនេះណោ အဲ့ဒါကြောင့်မို့တတိထားပေးကြပါလို့မမျိုးပြောချင်တယ်နော်အခုလမ်းပေါ်မှာနော်လမ်းပေါ်မှာ KNU တို့ထောက်ခံတဲ့ပြည်သူလူထုတွေရှိတယ် KNU ကိုထောက်ခံတဲ့ NCA အုပ်စုရှိတဲ့ NUG ကိုထောက်ခံတဲ့ NUG lobby တွေရှိတယ်နော်အဲ့ဒီကိစ္စတွေကလည်းမပြောမမျိုးပြောချင်တယ် NUG ကိုဘာကြောင့်တချို့ကရင်တွေတချို့တိုင်းသားတွေမကြိုက်လဲမမျိုးပြောပြီးဒီမိုကရေစီဖက်ဒရယ်နိုင်ငံနဲ့တွားမယ်ဆိုပြည်နယ်ပေါင်းစုပြည်တော်စုဖြစ်ရမယ်နော်ဒါကြောင့်မို့အခုဘမမပြည်နယ်မရှိတဲ့ခါကျတော့ဘလို့မပြည်တော်စုတွားလို့မရသေးဘူးဟုတ်လားဟုတ်လားဒါကြောင့်တချို့တိုင်းသားတွေအချင်းချင်းရန်ပြင်းကြတယ်နီနိုတွေအစုံရနီနိုတွေက NUG ကိုမထောက်ခံဘူး NUG မရှိရင်တွားလို့မရဘူး NUG မရှိ လဲဘာဖြစ်အတိကကြောက်ပြော်ပြီးဘမဘမအလုံးလုံးကိရင်ကိရင်အလုံးလုံးကိုပြင်းနဲ့လွမြောက်အကုန်လုံးနော် ကိုရက်တီနဲ့လူများမှသာကိုရက်တီနဲ့လူများဖို့เนาะပြည်နဲ့အတွက်အလုံးလုံးနေတဲ့အစိုးရရဲ့မူဝါဒကိုလည်းကိုကြည့်เนาะအစိုးရရဲ့လမ်းစဉ်လည်းကိုကြည့်เนาะငွေနဲ့တရားနိုင်လမ်းမကြည့်နဲ့เนาะအမှန်တရားဆိုတာဘယ်လိုလဲအမှန်တရားဖြစ်ပေါ်လာမို့ကျွန်တော်တို့ဘယ်လိုစ조사ရမလဲကျွန်တော်တို့ဘယ်လိုမျိုးအမှန်တရားပြောရဲရမလဲဆိုရဲရမလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုလည်းတောင်းရှိတယ်เนาะအဲ့တော့တချို့လူတွေအမှန်တရားမပြောရဲပဲနဲ့ဒီမီဒီယာတွေလည်းပြည်သူလူထုလည်း KNU မူဝါဒကောင်းပါတယ် NUG မူဝါဒကောင်းပါတယ်အခုဆိုကြည့်လိုက်လေ NUG သွားတဲ့နိုင်ငံကြီးကကြည့်လိုက်လေဘာကြောင့်သွားလို့မရလဲအမှမျိုးပြောပြီးပြီး NND ိမဲနိုင်ဒါပေမဲ့လည်း2021မှာမင်းအွန်လိုင်းကအာနာသိလိုက်တာလေအဲ့တော့အာနာသိလိုက်တာဘယ်မဲပဲနိုင်နိုင်เนาะအဲ့ဒီအာအဲ့ဒီမဲတွေအဲ့ဒီ အရာအကောင်လောပြက်စီသွားပြီ။နော်ဒါကြောင့်မို့နိုင်ငံတကာကုလသမဂ္ဂဘယ်နိုင်ငံဘယ်နိုင်ငံတောင်းဆိုတယ်။အမေစုကိုပြန်လုပ်ပါတမန်တာဦးဝင်းမြို့ကိုပြန်လုပ်ပါနော်ဒီနိုင်ငံတဲ့ NLD ပါတီကိုနော်ဟိုဘလရထုပြန်ပေးလိုက်ပါအာနာပြန်ပေးလိုက်ပါနော်ပြီးတော့အခုမင်းအောင်လည်းရွေးကောက်ပွဲအတူအောင်ကိုဘယ်သူမှလက်မခံဖို့လက်မခံရဘူးလက်ခံလို့မရဘူး NLD ပါတီမပါလို့ဆိုပြီးတော့တချို့နိုင်ငံတကာအဖွဲ့အစည်းတွေကတောင်းဆိုတာမမျိုးတွေ့ပါတယ်နော် အဲ့ဒါတောင်းဆိုတော့ဘာထူလဲမင်းအောင်လိုင်ကသူသိနေပြီလေမြန်မာနိုင်ငံမှာစစ်တပ်ပြည်သူသူမခဲသူတို့မင်းတို့ရဲ့ကဘာအဖွဲ့စီလည်းသူမခဲဘူးဘာကြောင့်လဲဆိုတော့မင်းအောင်လိုင်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့ NUG အစိုးရကိုယ်တိုင်ကစောက်သုံးမကြလို့ဟုတ်တယ်ဟုတ်လားမင်းအောင်လိုင်နဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့ဒီ NUG အစိုးရစောက်သုံးမကြတဲ့ခါကျတော့မင်းအောင်လိုင်ကသူတို့ရဲ့အားနည်းချက်ကိုသိတော့အခုလိုမျိုးပဲငါမလုပ်ရတာဘာမှမရှိဘူးငါမလုပ်သေးတာပဲရှိသေးတယ်ပြည်သူလူထုကိုမင်းစုတပ်ဖြတ်ဗတိတ်ချင်းနော်နင်းလန်းမျိုးစုပ်ပြည်သူလူထုဒီတော်လာရဲ့ပါမကွင်းရဲအောင်ပြည်သူလူထုဒီတော်လာရဲ့မပတ်သက်အောင်မင်းအောင်လိုင်က ပြည်တွင်းမှာပြည်သူတို့သူအနည်းလမ်းမျိုးဆိုသူလောက်တာနော်အဲ့ဒါကိုတတိထားကြပါအခုကြည့်လိုက်တော်လိုင်းရေလောက်တဲ့လူကလောက်နေကြတယ်တချင်းစိုးတဲ့လူကစိုးနေကြတယ်ကားတဲ့လူကကားနေကြတယ်အခုတွေ့တဲ့တာပဲမဟုတ်လားမြန်မာနိုင်ငံမှာဆိုကြည့်လိုက် Facebook ဖွင့်လိုက်ပြီဆိုလို့ရှိရင်အိုးတကွက်ပြီတကွက်တကွက်ပြီတကွက်လာပြီဟိုရွှေစင်မင်းသမီးမင်းသားတွေကမယားလူတာလားလင်လူတာလားတချင်းစိုးတာလားဟို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 ဘယ်လဲဟိုကိုလိုနီတထေးတွေကဘာဖြစ်တာလားညာဖြစ်တာလားအိုးတနေ့တနေ့တရက်တရက်ကြည့်လိုက်ပြီဆိုမီဒီယာပေါ်မှာနော်ဒီတို့မင်းအွန်လိုင်းရဲ့အမှုပညာရှင်သမားတွေမင်းအွန်လိုင်းရဲ့ကိုလိုနီအုပ်စုတွေ လမ်းပေါ်မှာကြီးပဲသာယာနေကြတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာမန္တလေးမြို့လားရန်ကုန်မြို့လားနေပြည်တော်လားနေရတကတန်းမှာပဲစက္ကဆအင်အားအစိုးတော်တွေအမှုပညာရှင်တွေဘာသာရေးခေါင်းဆောင်တွေအမျိုးဘာသာသာသနာအုပ်စုတွေအများအပြားပဲရှိပြီးတယ်နော်။ဒါကြောင့်ပြည်သူလူထုမှမြေပြတဲ့ဂျင်းမထက်နဲ့အခုတော်လိုက်ရင်ဘာကြောင့်အခုလိုမျိုးဒီနယ်တန်းပြည်နယ်တန်းပြည်သူလူထုစိတ်ဓာတ်ကြသလဲနောက်ပြီးတော့လက်နဲ့ကန်ထားတဲ့ BTS ကလေးတွေစိတ်ဓာတ်ကြဖို့ပြည်ဒီပြည်ကိုကိုကိုတတ်တရားသလဲမင်းတို့ရဲ့ဦးဆောင်တဲ့ဒီအန်နူကြီးအစိုးရတို့ဒီ KN နီအိုစရာစတော့မကြလို့ပေါ့အန်ယူဂျီကမြန်မာနိုင်ငံတနိုင်ငံလို့ကိုစားပြုတယ်ခေအန်ယူကသူ့ပြည်နဲ့တော့သူ့ကိုစားပြုတဲ့အဆင့်တော်မှာသူ့လူမျိုးသူ့မကာကွယ်နိုင်ဘူးပြည်သူလူထုတော့တိတ်လားအခုကျွန်တော်တို့တတ်မဟာငါတို့တတ်မဟာလေးဆိုကြည်လိုက်နော်ပြည်သူလူထုသွားပြီးတော့အနိုင်ကျင့်သေးတယ်အခုကျွန်တော်တို့ငါတတ်မဟာငါပြည်သူလူထုဆိုဒုက္ခရောက်တဲ့ပြင်းနေကြတယ်လက်ကောက်ပဲဘာဖြစ်ခုဘက်မှာလဲစက္ကဆာလို့ BGL ကိုတက်လာပြီးတော့နော်တို့တိုင်လို့ရတဲ့နေညတွေကိုပြန်ယူဖို့နော်နေ့စဉ်ညစဉ်စစ်ကြောင်းတွေထပ်တိုးလာပါတယ်ရှင်တတ်မဟာငါပဲချမ်းမှာ